ဂိုင်းသားကြီးလှုပ်ကြံတက်ဖြက်ရင်အပြစ်ပေးခံရလိမ့်မယ်ဆိုပြီးပြောတော့ရှေဟုံချန်ကမင်းတို့အကုန်လုံးကိုဂိုင်းစီပြန်မရောက်နိုင်အောင်ဒီနေရာမှာအကုန်ရှင်းပြစ်လိုက်မယ်ဆိုပြီးထပ်မံတိုက်ခိုက်လာတဲ့အတွက်ရန်ခိုင်ကနေရောင်ပေါက်ကွဲခြင်းတိုင်းကွန်းနဲ့မြင်ကွင်းတွေရှုပ်ထွေးစေလိုက်ပါတယ်။ဒီအခွင့်အရေးကိုအသုံးပြုပြီးရန်ခိုင်ဘက်ကအနီးတို့ကလာနိုင်ခဲ့ပေမဲ့တဖက်ရန်သူကလီဟဲဘုံနောင်ပိုင်းအဆင့်ဖြစ်လို့တိုက်ကွက်နေငယ်အတွင်းမှာရန်ခိုင်လွင့်ထွက်သွားခဲ့ရပြီးခေါင်းမာသူကြီးကလည်းအပျက်စီးတွေကြားထဲကနေတိုးထွက်ရင်ဆိုင်လာခဲ့ပြန်ပါတယ်။ နေရောင်ပေါက်ကွယ်ခြင်းနှစ်ခုကိုတခါတည်းပြစ်လွတ်လိုက်ပေမဲ့ရှေးဟုန်ချန်ကအကုံတားစီးထားလိုက်ပြီးလေပြင်းအကာအကွယ်တိုင်းတစ်ခုနဲ့ထပ်မံကာကွယ်ထားလိုက်တာကြောင့်ဒုတိယတိုက်ခိုက်မှုကလည်းထိခိုက်ခြင်းမဖြစ်စေခဲ့ပါဘူး။ရန်ခိုင်စီမှာလိမ့်နက်မိတ်ဆာကြီးကိုတက်ဖြတ်သွားတဲ့အကွက်လိုမျိုးလှုပ်ဝက်ချက်တွေရှိနေပေမဲ့အင်အားကုန်ခန်းလွန်းလို့ထပ်မထုံနိုင်တော့ဘူးလားဆိုပြီးလေသားသွားတွေပြစ်လွတ်လိုက်ရင်ရှေးဟုန်ချန်လောင်ပြောင်းနေတဲ့အချိန်ရှာနင်းချန်ကကြောက်အောက်ခြေကနေတန်ကြိုးတွေကြိုကင်းပေးထားလိုက်ပါတယ်။ တိုက်ခိုက်မှုတစ်ခုကြောင့်ကြောက်သေးပြုတ်ကျသွားရတဲ့အခါရှေးဟုန်ချန်ကအောင်နိုင်သူတယောက်လိုအော်ဟေးရေမောလိုက်ပြီးရှန်နင်းချန်ပဲလက်တိုက်ခိုက်လာခဲ့ပေမဲ့ကောင်းကင်တစ်ခုလုံးကနေကျေဒါယာများစွာရုတ်တရက်ထွက်ပေါ်လာခဲ့ပါတော့တယ်။ကျေဒါယာအမတ်သားဆိုပြီးပြန်ထွက်ပေါ်လာတဲ့ရန်ခိုင်ဘက်ကနေလက်ညှိုးတစ်ချက်ညွန့်လိုက်တော့ရှေးဟုန်ချန်လည်းလေပြင်းအကာအကွယ်တိုင်းပညာနဲ့အမြန်ကာကွယ်ထားလိုက်ရင်ကြောက်ကန်းပါပဲလွင့်ထွက်သွားခဲ့ရပါတယ်။ သူတက်ရှင်နေသေးတယ်ဆိုပြီးလောင်ပြောင်ဖို့ကြိုးစားလိုက်ပေမဲ့စိတ်မကောင်းစရာတစ်ခုကကြောက်တစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ရတာကြောင့်ရှေဟုံချန်တယောက်အော်ဟစ်ပြုတ်ကျသွားခဲ့ရပြီးရှန်နင်းချန်ကဖမ်းချုပ်ပြန်ဆွဲတင်ပေးထားလိုက်ပါတယ်။အကြောင်းကတော့အောက်ပြုတ်ကျသွားတဲ့အခါအသက်တည်သွားမှမဟုတ်ပဲအမွေနေရယူမှုကိုလက်လျှော့ပေးသလိုဖြစ်သွားလို့အစီရင်ပြင်ဘက်ကိုပြန်ရောက်ရှိသွားမှဖြစ်ပါတယ်။ဒါအပြင်ရှန်နင်းချန်တို့ကလည်းဂိုင်းတူချင်းတက်ဖြတ်ရှင်းလင်းမှမဟုတ်ပဲအကြီးကဲတွေကိုသာရှောက်တင်ပြစ်ပေးခိုင်းမှာပါ။ ။ရှာနင်းချန်ကအင်အားကုန်ခန်းနေပြီဖြစ်လို့အပေါ်ဘက်ဆက်တက်နိုင်ခြင်းမရှိတော့လို့ရန်ခိုင်းကိုတယောက်တည်းဆက်သွားခိုင်းလိုက်ပြီးအပြင်ဘက်ပြန်ထွက်နိုင်မဲ့ကြောက်ကန်းပါးတဲ့ကိုပြက်သားစွာခုံချသွားခဲ့လိုက်ပါတယ်။အဲ့ဒီနောက်အပေါ်ဘက်မှာရှိနေတဲ့အမွေနစ်ပညာရက်ကရှာနင်းချန်အတွက်အသုံးဝင်လာနိုင်တယ်ဆိုပြီးရန်ခိုင်းကလည်းနောက်ထပ်လေကားထစ်တွေစီကိုဆက်လက်တက်လှမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့လေကားထိပ်စီတဖြည်းဖြည်းရောက်လာတဲ့အခါပြင်းထန်လွန်းတဲ့မိုးမြေဖိအားတွေကြောင့်ရန်ခိုင်ပြည်တခြားလူတွေလည်းတယောက်မှမရှိကြတော့ပါဘူး ကောင်းကင်လေကားတွေကကြင်ကြံသူတွေရဲ့ခန္ဓာကိုယ်ကိုထုစစ်ပုံဖော်ပေးနိုင်တာကြောင့်ခိုက်ယွန်ပုံစင်းရှိတိကိုချိုးဖြတ်သွားနိုင်ခဲ့တဲ့နောက်ရန်ခိုင်တယောက်ကောင်းကင်လေကားထိပ်ကိုရောက်ရှိအောင်မြင်သွားခဲ့ပါတယ်။အပေါ်ဘက်ရောက်တဲ့အခါရေခဲကာကွယ်ကြီးတစ်ခုကနန်းဆောင်နေရာကြီးတစ်ခုလုံးကိုဖုံးအုပ်ကာကွယ်ထားနေတာကြောင့်တခြားလူတယောက်ကသူ့ထက်အရင်ရောက်နေမှနားလည်လိုက်ပါတယ်။လက်တီးတစ်ချက်ထိုးကြည့်ပေမဲ့ထူထဲလွန်းတဲ့ရေခဲနဲ့ရန်ကြီးကိုပျက်စီးစေခြင်းမရှိတာကြောင့်စွမ်းအကုန်ဆူဆီးလိုက်ပြီးနေရောင်ပေါက်ကွယ်ခြင်းတိုင်းကွက်ကိုအဆုံးစွန်ထိထုပ်သုံးလိုက်တဲ့အခါကျမှအကွဲကြောင်းတွေဖြစ်သွားခဲ့ရပါတော့တယ်။ ရေခဲနယံကြီးလုံးဝပျက်စီးသွားတဲ့အခါရွှေရောင်ငကားတကောင်တဲ့ရေခဲဖီးနင်းငတ်တို့ဝင်းရံပြန်တန်းနေကြကခန်းနထဲဝါလုံးလာတဲ့နန်းဆောင်ကြီးတခုကိုထပ်မံမြင်တွေ့လိုက်ရပါတယ်။ရန်ခိုင်ကသူ့ဝင်လာတော့မယ်ဆိုပြီးအတန်းတစ်ချက်ပြုတ်ပြီးတာနဲ့နန်းဆောင်ထဲဘက်ကိုတဖြည်းဖြည်းလျှောက်လန်းလာခဲ့ရင်ကအပြင်ဘက်အကောင်တွေနဲ့ပုံပန်းသွင်ပြင်တူညီနေတဲ့အမွေနှစ်ရဲ့တနာကိုတွေ့မြင်လိုက်ရပါတော့တယ်။ဒါအပြင်သူ့ထက်အရင်ကြိုရောက်နေတဲ့ဆရာတူအမဆူးရံကိုလည်းထပ်မြင်လိုက်ရပြန်တာကြောင့်ရေခဲကကွယ်ကြီးဟာသူမဆောက်ထားတာဖြစ်မှန်းရန်ခိုင်သိလိုက်ရပါတယ်။ ရန်ခိုင်ကိုမြင်တော့စူးရန်ကအနေငယ်ပျော်ရွှင်သွားခဲ့ပြီးအမွေနှစ်နေရာကြီးကိုအရင်ဆုံးရှာတွေ့ခဲ့ပေမဲ့ဖီနစ်နဂါမွေနှစ်ကယင်းနဲ့ရန်စွမ်းအပိုင်ဆိုင်တဲ့လူနှစ်ယောက်ကျင့်ကြံရမှာဖြစ်ကြောင်းစတင်ရှင်းပြလာခဲ့ပါတယ်။ဒါကြောင့်ယင်းစွမ်းအင်ပိုင်ဆိုင်သူတွေဝင်လာနိုင်ခြင်းမရှိရအောင်ရေခဲကာကွယ်ကြီးတိစောက်ထားခဲ့တာဖြစ်တယ်လို့တကယ်လို့အထဲဝင်လာတဲ့သူကသူမမကြိုက်သူဆိုရင်လည်းဒီအမွေနှစ်ကြီးကိုဆွန့်လွတ်ပစ်လိုက်မှာပါ။ အခုချိန်မှာတော့အတူတူကြင်ကြယ်ရမယ့်သူဟာရန်ခိုင်ဖြစ်နေတဲ့အတွက်စူးရန်ကသဘောတူလက်ခံလိုက်ပြီးရန်ခိုင်နဲ့အတူမျက်နှာချင်းဆိုင် တင်ပလင်ခွေထိုင်လိုက်ကြရင်ကရန်ကုန်တတိဆွမ်းအင်တွေကိုစတင်ထုတ်လွှတ်လိုက်ပါတယ်။ရန်ခိုင်ကလည်းရန်ကုန်တတိဆွမ်းအင်တွေထပ်မံထုတ်လွှတ်လိုက်ပြီးအမွေနေ့ရတနာကိုအလဲကောင်းမှထားလိုက်ရင်ကကြင်ကြံမှုပြုလုပ်ကြပါတော့တယ်။ ။ငကားနဲ့ဖီနင်းငှက်တို့ကလည်းမန်သွင်းဟစ်ကျွေးလိုက်ကြပြီးရန်ခိုင်နဲ့စူးရံတို့ခန္ဓာကိုယ်တွေကိုအသီးသီးဝင်ရောက်သွားခဲ့ကြတာကြောင့်ကောင်းကင်လိုင်ကူကြီးထဲမှာရှိနေတဲ့မိုးမြေစွမ်းအကုန်လုံးကသူတို့ခန္ဓာကိုယ်တွေအလုံးလိုက်အရင်လိုက်ဝင်ရောက်လာခဲ့ကြပါတယ်။ရွှေရောင်နဂါကြီးကအသီးစိတ်ပင်လေထဲမှာဟိန်းဟောက်ပြန်တန်းနေလျက်ရှိပြီးရန်ခိုင်းရဲ့ကြင်ကြံမှုအဆင့်ကလည်းလီဟေဘုံစစ်နှစ်ထီကိုချက်ချင်းရောက်ရှိသွားခဲ့တာကြောင့်စွမ်းအားတွေဆက်လက်ဆုပ်ယူရင်းနောက်ထပ်အဆင့်တွေထပ်မံကြိုးဖြတ်ကြည့်လိုက်ပါတယ် လက်ရှိအမွေနစ်ကရင်ရန်ဆွမ်းအားအမွေနစ်ဖြစ်တယ်လို့ငကားနဲ့ဖီနင်းငက်ဆိုတာကလည်းချစ်ချင်းတရားရဲ့တင်ကြရဖြစ်တာကြောင့်ရန်ခိုင်နဲ့စူးရန်တို့နှစ်ယောက်လည်းစိတ်တွေဝေဝါလာခဲ့ကြပြီးမြင့်တက်လာတဲ့ခန္ဓာကိုယ်အပူချိန်တွေကိုလည်းထိန်းချုပ်နိုင်စွမ်းမရှိကြတော့ပါဘူး။လက်ရှိတိုင်းကျင့်စဉ်ကရင်နဲ့ရန်ညီမျှနေတဲ့အခါကျမှအစွမ်းထက်လာနိုင်မှာဖြစ်ပေမဲ့ရန်ခိုင်ကတော့သူတို့နှစ်ယောက်ကြားမှာဒီကိစ္စတွေဖြစ်လာလို့မရဘူးဆိုပြီးချုပ်တီးထိန်းသိမ်းပြစ်လိုက်ပြီးအသိစိတ်ပင်လေတွေကရွှေရောင်ကားကြီးကိုလည်းဖမ်းဆီးချုပ်နှောင်ပြစ်လိုက်ပါတယ်။ ဒီလိုမျိုးထိမ့်ချုပ်ထားမယ်ဆိုရင်ကြင်ကြံစေမြင့်တက်လာမှာမဟုတ်ပဲအခက်မသိရင်ကြင်ကြံသူတွေလည်းတည်ဆုံသွားနိုင်ပါတယ်။ဒါအပြင်ရွှေရောင်ငကားကရင်စွမ်းအင်ပါဝင်နေတဲ့ဖီနင်းငက်ကိုလိုချင်နေတယ်လို့ဖီနင်းငက်ကလည်းရွှေရောင်ငကားဆိုတဲ့ရင်စွမ်းအင်ကိုအရန်လိုချင်နေကြတာကြောင့်ကာယကံရှင်ဖြစ်သူတွေလည်းအရန်တိုင်ပတ်နေကြရပါတယ်။ဘလို့ပဲထိမ့်ချုပ်နေပါစေရင်းနဲ့ရန်ပေါင်းဆက်လိုက်တဲ့အခါကျမှအရာအလုံးအဆင်ပြေသွားနိုင်မှာဖြစ်တယ်လို့အောင်းသွေတော်မြားနဲ့မောင်ကြီးကလည်းဒီလိုအခြေမျိုးရောက်မှအပြင်ဘက်ထွက်လာခဲ့ပါတော့တယ်။ ။ရင်းရံဆွမ်းအားတွေကသူ့အကြိုက်ဆုံးအရာတွေဖြစ်လို့ဂျင်းစင်းမိဆာလေးကနေလို့အရန်ကောင်းနေခဲ့တယ်လို့ရန်ခိုင်တို့ကိုကြီးလိုက်တဲ့အခါမှာတော့တခုခုလိုအဲ့နေကြမှန်းသိလိုက်လို့တကောင်သားလေးကစူးရံလက်နဲ့ရန်ခိုင်လက်တွေကိုပုတ်ကပ်ပေးလိုက်ပါတော့တယ်။စန်းကျင်ဘက်ရင်းရံဆွမ်းအားတွေစတင်ထိတွေ့သွားကြပြီဖြစ်လို့စင်ကျင်တုံတရားတွေပျောက်ဆုံးသွားခဲ့ပြီးကြီးလင်းနေတဲ့မြင်ကွင်းတွေကလည်းတဖြည်းဖြည်းဝေဝါးသွားကြတဲ့အချိန်မှာတော့ထိန်ချုပ်မထားနိုင်တော့တဲ့စူးရံဘက်ကနေကျူးကျော်နေချက်လာခဲ့ပါတော့တယ်။ စူဘော်ကိုဖက်ရင်ကြသွားတဲ့အခါစူးလဲကျိုးသွားခဲ့ရပြီဖြစ်လို့ရန်ခိုင်တို့နှစ်ယောက်လည်းပူလောင်ပြင်းပြလွန်တဲ့ယမန်နွန်ကြီးတဲ့ကိုတဖြည်းဖြည်းကျရောက်သွားခဲ့ရပြီးကင်းကွာသွားတဲ့အဝတ်စားတွေဟာလည်းရင်းနဲ့ရန်ပုံစံလိုမျိုးပုံဖော်သရုပ်ပြနေခဲ့ကြပါတယ်။တဘောကျချင်းနဲ့နေတဲ့ဂျင်စင်းမိတ်ဆာလေးလည်းသူ့တာဝန်ပြီးဆုံးသွားပြီဖြစ်လို့အဝေးရှောင်ထွက်သွားတဲ့နောက်အမွေနဲ့နန်းဆောင်ကြီးတဲ့ကချစ်ချင်းတရားထုံသိနေတဲ့မြင်ကွင်းတစ်ခုကိုမိသူတဦးတယောက်မှမြင်တွေ့နိုင်ခြင်းမရှိခဲ့ကြပါဘူး။ ီလိုနဲ့အချိန်တစ်ခုကြာပြီးသွားတဲ့အခါမှာတော့ခန္ဓာကိုယ်ချင်းတာမကစိတ်ချင်းနှိဆက်သွားကြသူတွေလည်းတယောက်ရင်တွင်ထဲမှာတယောက်မိခိုနေလျက်ရှိကြပြီးသူတို့နှစ်ယောက်ရဲ့ဘဝရှိရေးအကြောင်းတွေကိုလည်းဆွေးနွေးပြောဆိုနေခဲ့ကြပါတော့တယ်ချစ်သူတွေဖြစ်သွားကြတဲ့အခါရန်ခိုင်ကဘီးတစ်ချောင်းနဲ့ခေါင်းဖိပေးနေခဲ့ပြီးစူးရံပေးတဲ့သထိုးလေးတစ်ချောင်းကိုနတ်မောင်နဲ့ဆန်ကေတာထဲမှာအသားရထိုးဆိုင်ပေးလိုက်ပါတယ်စူးရံက"သူမဟာရန်ခိုင်ထက်အသက်ပိုကြီးတာမို့သူမပြောသမျှကိုနားထောင်ရမယ်"တော့ဆိုပြီးပြောတော့ ရန်ခိုင်ကတင်းငယ်တဲ့ကိစ္စတွေဆိုရင်စူးရံပြောသားများလိုက်နာဆောင်ရွက်နိုင်ပေမဲ့ကိစ္စကြီးတွေဆိုရင်တော့သူပြောတာကိုပြန်နှားထောင်ရမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ရန်ခိုင်ကလီဟေဘုံဆင့်ထီကိုရောက်ရှိနေပြီဖြစ်တာကြောင့်လက်ရှိဘုံဆင့်ဟာအရန်ဆန်းကျဲတယ်ဆိုပြီးစူးရံကရေခဲအေးကြောက်စိမ့်တစ်ခုကိုထုတ်ပေးလာခဲ့ပြန်ပါတယ်။ဒီကြောက်စိမ့်ထဲမှာစူးရံရဲ့အေးဆွမ်းအင်တချို့ပါဝင်ပြီးသူငယ်ငယ်လေးတွေကကိုနဲ့မကွာဆောင်ထားကြောင်းပြောရင်းရန်ခိုင်စီပေးလိုက်တဲ့အခါချစ်သက်လက်ဆောင်ထုတ်ပေးတာလားဆိုပြီးရန်ခိုင်ကပြန်ဆန်းနောက်လိုက်ပါတယ်။ ရှက်သွားတဲ့စူးယံကိုမြင်တော့သူ့ဘက်ကလည်းလက်ဆောင်ပြန်ပေးစရာရှိတယ်ဆိုပြီးကြင်ကြံတဲ့နေရာစီတစ်ခေါက်ပြန်ခေါ်သွားခဲ့ကစူးယံကိုမျက်လုံးမိတ်ခိုင်းလိုက်ရင်ရင်စွမ်းအင်မြူနင်းငွေကိုထုတ်ယူပေးလိုက်ပါတယ်။ဒီမြူနင်းငွေကိုရှာနင်းချန်စီကနေတစက်ဆုပ်ယူလာတာဖြစ်တယ်လို့အခုချိန်မှာတော့စူးယံအတွက်ဆိုပြီးအလူလက်ဖက်နဲ့မျက်နှာသွားလုံးနေခဲ့တယ်လို့ခန္ဓာကိုယ်ထဲဝင်ရောက်သွားတဲ့အခါညှိထေးမှုတွေအကုန်လုံးတန့်စင်ခံလိုက်ရပါတယ်။ ရင်ကိုပါမြူနေငွေကကျန်းရုံပုံအစဉ်ကျင့်ကြံသူတွေအတွက်အတင်းတော်ဆုံးဖြစ်တာကြောင့်ရန်ခိုင်ကအပြင်ပြန်ရောက်တဲ့အခါကျရင်တေချာတန့်စင်ပေးမဲ့အကြောင်းပြောပြီးစူးရန်ရဲ့အသီးစိတ်ပင်လယ်ထဲမှာဒီအတိုင်းတင်ခိုင်းထားလိုက်ပါတယ်။အဲ့ဒီနောက်ဒီနေရာကနေထွက်သွားတဲ့အခါကျရင်သူတို့နှစ်ယောက်ကြားထဲမှာဘာဆက်ဖြစ်ကြမလဲဆိုပြီးမေးလာတဲ့အခါရန်ခိုင်ကအပြေပြန်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီအခါစူးရန်ကသူ့အတွက်လမ်းကြောင်းနှစ်ခုရွေးပေးထားတဲ့အကြောင်း ပထမနီလန်းကသူတို့နှစ်ယောက်ကိစ္စကိုလူသိရှင်ကြားကြညာလိုက်ပြီးဂိုင်းအတွင်းမှာရှိတဲ့သူမရဲ့အဆင့်တန်းနဲ့နောက်ခံကိုအသုံးပြုပြီးရန်ခိုင်းကိုမြေတောင်မြောက်ပေးကျင်တာပါ။စူးရန်ကလူသိရှင်ကြားပြောချင်းပေမဲ့ရန်ခိုင်းကတော့စူးရန်လို့ဂုံရှိန်ကြီးမားတဲ့မိန်းကလေးတစ်ယောက်ကသူ့လိုကောင်မျိုးကြောင့်ညှိထေးသွားရတဲ့ဆိုတဲ့အတင်းဖြင်းတွေကြားလာရနိုင်တယ်ဆိုပြီးဖြစ်လာမဲ့ပြဿနာတွေကိုကြိုတင်စဉ်းစားမိနေပါတယ်။ဒါကြောင့်ရန်ခိုင်းကသူ့ကိုယ်သူအစင်းမြင်လာခြင်းပြီးအင်းအားရှိလာတဲ့အခါကျမှစူးရန်ကိုသူ့ဘဝထဲဆွဲခေါ်ခြင်းနေခဲ့တာကြောင့် ဒါကိုနားလဲသွားတဲ့ဘက်ကလည်းဒုတိယလမ်းကိုရွေးချယ်တဲ့အတွက်သူမဝမ်းသာမိကြောင်းဆိုလာပါဗျ။သူမချစ်ရတဲ့လူကကိုအားကိုကိုတက်ပြီးအရာအလုံးကိုလည်းကိုပိုင်အစွမ်းစားနဲ့ယူဆောင်ခြင်းသူဖြစ်တာကြောင့်စူးရန်ကလည်းရန်ခိုင်းတက်မလာပြီးသူမကိုကာကွယ်ပေးနိုင်မယ့်အချိန်ကိုစောင့်ဆိုင်းနေမှာဖြစ်ကြောင်းပြောရင်နှွေးထွေးတဲ့ရင်ခွင်နဲ့ခူနာလိုက်ပါတော့တယ်။တိတ်အကြာကြီးမဆောင်ရပါဘူးဆိုပြီးပြောတော့မင်းကလေးရှက်နှင်းချံကမင်းပေါ်မှာခံစားချက်ရှိနေတာလားဆိုပြီးမင်းကလေးတွေရဲ့အာယုံ၆ပါးကဒီအချိန်မှလည်းကွက်တိခံမှန်းနိုင်ပြန်ပါတယ်။ ရန်ခိုင်ကတစ်ချက်ထိတ်လန့်သွားရပေမဲ့ဆီယာဒူအမရှကသူနှိမ်ချနေတဲ့အချိန်တွေကသူ့ဘေးနားမှာအမြဲတမ်းရှိနေပေးသူဖြစ်တယ်လို့အန်ဒရီကြားထဲကနေလည်းအချိန်တိုင်းကာကွယ်ပေးခဲ့ဘူးတာကြောင့်သူမကလည်းအရင်ရေးကြည့်တဲ့လူတယောက်ဖြစ်ကြောင်းပြောရင်းစူးယန်စီကနေခွင့်ပြုချက်တောင်းခံလိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကတအိုးလက်တွဲဖို့ဖြစ်သွားပြီးမှရှာနှင်းချက်နဲ့ကိစ္စကိုသူရှင်းအောင်ပြောပေးပါမယ်ဆိုပြီးရန်ခိုင်စီကနေခွင့်တောင်းတန်ကြားလိုက်ရတော့စူးယန်ကလည်းသူ့ကိုတေချာကြည့်ရင်ခေါင်းကြီးပြလိုက်ပါတယ်။